စကိုင်းတိုင်းခင်းဦးမြို့နယ်တိုက်ပွဲအတွင်းတင်ဆောင်ခဲ့တဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရုပ်လောင်းတွေကိုနိုဝင်ဘာလ28ရက်မနေ့ဆယ်နာရီကစပြီးမိသကြိုပေးခဲ့တယ်လို့ခင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကသိရပါဗျ။မုံလာရွာနယ်ပြင်းထောင်ရွာကြားရှိလေခွင်းနေမှာတိတ်ဆုံးနေတဲ့ရီးဖြူဟာ332နဲ့ခမရ131စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ရုပ်အလောင်း40ခန့်ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဒီဇယ်ဓာတ်ဆီဘူးတွေတာယာခွင်းတွေ ဗီဇာတုတ်တွေကိုအသင့်ယူဆောင်ပြီးပြောကြခဲ့တာလို့ခေဦးမြို့နယ်ဘက်ကဖားမှတာဝန်ရှိသူတဦးကပြောပါတယ်။ဒီမြို့တကြွေလာကမနေ့ကကျွန်တော်တို့ပေါ့မီးရှို့ပေးတာကမနေ့က9နာရီ10နာရီလောက်ကစပြီး10နာရီ17နာရီလောက်စပြီးတကြိုးလာပေါ့ဗျ။အဲ့လာယူညနေထီအောင်မပြီးဘူးအနံ့နေရအရန်ဆိုးရပြီးတော့ကပ်ဖို့ရမလွယ်ဘူးပေါ့။အဲ့လာကျွန်တော်တို့အကုန်လုံးမရှို့နိုင်ဘူးပြီးတော့သူတို့ဓာတ်ပေါ်ဒီထဲမှာကြီးတွေပါတော့ကြီးတွေရှိတော့ကြီးတွေပေါက်တော့အဲ့ကြီးတွေကိုမီးရှို့လိုက်တော့ကြီးတွေကထထပေါက်လာပေါက်တော့အဲ့လာတွေကိုကျွန်တော်တို့က တိမ့်ပေးနေရတာပေါ့ဗျာအဆိုပါရုပ်လောင်းတွေအကုန်လုံးဟာပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ကကင်ထောက်ကြီးရပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းတေဆုံးခဲ့တာဖြစ်ပြီး9ရက်အကြာနိုဝင်ဘာလ28ရက်မိရှူယာမှာအခက်အခဲတွေရှိခဲ့တာကြောင့်အလောင်းတဝက်ခန့်သာပြီးစီးခဲ့တယ်လို့သူကဆက်ပြောပါတယ်အမ်ဒေါစီကျွန်တော်တို့ဟာပေါ့လင်းငယ်ကာလောင်းယူသွားတာအဲ့ဒါတွေကကျွန်တော်တို့အကုန်ကုန်လာမလောက်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒါမလောက်ဘူးပြီးတော့ဒီတာယာကွင်းတွေယူသွားတာလည်းမလောက်ဘူးအဲ့ကြောင့်မလို့ရှူတာကတော့ကျွန်တော်တို့ဟာတဝက်တော့မပြီးဘူးဗျ တက်ဘက်တော့မပြီးဘူးဆိုတော့ကျွန်တော်တော်တော်များများကြံသေးတာပေါ့ကြောင့်အဲ့ဒါကျွန်တော်တို့ဒီခက်ခဲလာအပြုံကြီးနေလာကျွန်တော်တို့ရွှေရွှေလို့ကချို့နေရတဲ့ရေဇက်တွေဆိုတော့အစင်ရမတူဖြစ်လာတာလေပြီးတော့သူတို့ကိုင်မှုကကိုင်တွယ်မှုကကျွန်တော်တို့တွေကလက်အိတ်တွေဟိုနှခေါင်းပိတ်တွေယူသွားတယ်လေအစင်ရမပြေဘူးဖြစ်နေတာဘယ်လိုလဲတော်တော်လေးရက်က9ရက်6ရက်ဆိုတော့တော်တော်လေးသူတွေဆိုးရွားဖြစ်နေတာဆိုတော့လေဒီတိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်တွေစီကနေငကြင်းမီတလက် MA 10လက် MA 2 3လက် BA 160မမ ကိုမက်ဒိုစိတ်ပြောင်းတစ်လက် MA3 သုံးလက် MA4 တစ်လက် G3 လေးလက် MAS စနိုက်ပါတစ်လက် MA1 ငါးလက်နဲ့ဆက်ဆက်ကြီးနဲ့ပစ္စည်းတွေတင်စီရရှိခဲ့လို့ခင်ဥပကဖစီကသိရပါဗျ။တိုက်ခိုက်ခံရတဲ့အင်အား180ခန့်ပါအဆိုပါစစ်ကြောင်းဟာတိုက်ပွဲဖြစ်ပြီးမုံလာကျွော်ကိုဆုတ်ပြေးခဲ့ပြီးနောက်အဲ့ဒီရွာကနေတဆင့်နိုဝင်ဘာလ28ရက်ညမှာမုံလာပင်စိန်ကင်းကြည်စု အောင်သာယာကာဘူကလန်အတိုင်းကမ်းမလူဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့သိရပါဗျ။ 这这这。